ဲ့တော့ကျွန်တော်ကရှင်းရပြောရလို့ရှိရင်เนาะကျွန်တော်တို့ကဆက်ဆိုးကနေပောက်ဖွာလာတာဖြစ်တယ်ကျွန်တော်တကားပွင့်ကြည့်လိုက်တဲ့ခါမှာစနစ်တက်ရောက်လို့တကားဖွင့်ကြည့်လိုက်တဲ့ခါမှာကျွန်တော်တို့ဘာမှမတတ်ဘူးဆိုတာတွေ့ရအဲ့တော့သားပါတော့ဗျာကျွန်တော်တို့လိုတိုင်းပြည်မျိုးဟုတ်လားဟိုဘလူးခေါ်မလဲမြို့နေလူတန်းသားနဲတယ်ပညာတတ်နဲတယ်ဆွဲကြားထဲမှာအဲ့တော့ကျွန်တော်တို့က ဟိုတောင်းနေလူတန်းသားတွေရှိမယ်တက်မလို့အကြောင်းနားမလည်တဲ့လူတွေရှိမယ်အဲ့လိုပဲပညာမဲ့တွေများတယ်အဲ့လိုထားပါတော့အဲ့လိုလူတွေကကျွန်တော်တို့ကိုလာပြီးတော့ကဲ့ရတာတွေဟိုရှုံချတာတွေလုပ်လဲကျွန်တော်တို့ကတိတ်ခင်းမဆိုင်ဘူးအဲ့လိုလူတွေကြိုက်အောင်လဲအကြိုက်တွေလိုက်ပြောနေလို့မရဘူးကျွန်တော်တို့ကဖြစ်စဉ်အဖြစ်အတိုင်းကိုကျွန်တော်တို့ပြောရမှာပဲအဲ့တိုင်းလဲပဲကျွန်တော်တို့ပြောခဲ့တယ်အဲ့တိုင်းလဲပဲကျွန်တော်တို့လုပ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ကဒီတိုင်းပဲဆက်သွားမှာ ဒီတိုင်းပဲဆက်သွားမှာကျွန်တော်တို့ပြောနေတာเนาะအဲ့တော့ဆက်သွားမှာပဲဒါပေမဲ့ကျွန်တော်တို့ကြတော့မဟုတ်ဘူးစစ်ပွဲရှုံးနေရှုံးနေဆိုတာဓာမွတ်တာမျိုးဟာဘယ်နေရာကြီးကတော့ရှုံးနေပြီတိုင်းပြည်အစိပ်ပိုင်းပေးလဲရပြီပြန်မတိုက်သေးဘူးလားအဲဒါကပြည်သူလူထုရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ့เนาะကျွန်တော်တို့ကပြည်သူလူထုရဲ့ဖြစ်ချင်တဲ့ဆန္ဒအပေါ်မှာကျွန်တော်တို့ကပြည်သူနောင်မီဆွဲသတင်းဌာနလုပ်လို့မရဘူးအာတိုက်ပွဲတွေရှုံးနေတယ်ဟလားအဲ့ဒါအောင်မင်းကြီးကဒီအခုတည်းကတပ်မတော်အကြီးအကဲတွေကိုဖားနေတုံးလားဆိုတာဒါသူတို့လိုချင်တာကကျွန်တော်ကတပ်မတော်အကြီးအကဲတွေကို ဘလိန်းတာလို့ရင်တာကျွန်တော်တို့ကအဲ့လိုဘလိန်းရင်လည်းဘလိန်းလို့မရဘူးဘာလို့အဓိကကမသိတဲ့လူဘလိန်းတာက ပြဿနာမရှိပေမဲ့ဒီလိုမျိုးကိစ္စတွေမှာသုံးသက်နိုင်တဲ့လူတွေသိတဲ့လူတွေကဘလိန်းရင်အဲ့ဒါပြဿနာရှိတယ်။ဟောဘလိန်းဥမာကြားပါကျွန်တော်တို့သတင်းဌာနကျွန်တော်တို့သတင်းဌာနရက်တီလာ2016လောက်တည်းကရက်တီလာတာနော်ရက်တီလာအဲ့လိုပဲဒီဘက်မှာ2018 19 20 21စရမယ်တစ်ချိန်လုံးကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့ဘက်မှာရက်တီလာအဲ့တော့ကျွန်တော်တို့ကဒီအချိန်ဒီအခါအထိရောက်နေပြီ။ တက်မတော်တို့ဟလာတိုင်းတိုင်းပြည်ရဲ့အခြေအနေတက်မတော်ရဲ့အခြေအနေတက်မတော်ခေါင်းဆောင်တွေရဲ့တကယ်ဟိုဘယ်လိုခေါ်မလဲအခြေအနေတွေကိုအခြေချင်းတွေကိုကျွန်တော်တို့မသိဘဲနဲ့ဗစတဲ့လျှောက်ပြောချင်တာပြောမယ်သူကျွန်တော်တို့လောက်ညံ့တဲ့သတင်းဌာနရှိမှာမဟုတ်တော့နော်ဘာကြောင့်လဲဟာဒီလောက်က၄ငါးနှစ်တက်မတော်တိုင်းဝမ်းနဲ့ဒီလောက်ထိဆက်ပြီးတော့ဟလာသတင်းတွေလုံလာတဲ့လူတယောက်အခုမှပေါက်ကြရတွေလျှောက်ပြောနေတယ်ကွာဆိုကြီးကျွန်တော်တို့အဲ့ကြမှာကျွန်တော်တို့ကဂရော့ပါတယ်ဆောက်ချက်ကွဲမှာအဲ့တော့ကျွန်တော်တို့ကတက်မတော်နဲ့ဒီလောက်နီးနီးဆက်ဆက်နော်နီးဆက်တဲ့သတင်းဌာနတခုဖြစ်နေပြီးတော့ ကျွန်တော်တို့ကတချို့ကိစ္စတွေမှာသုံးသက်တာပဲဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ပေါက်ကြရတယ်ဝေဖန်လို့မရအောင်။ဘာကြောင့်ကျွန်တော်တို့ကသူတို့အကြောင်းတွေတချို့ကိစ္စတွေကသိနေတာ။မသိနေ။အဲ့တော့အဲ့ဒါကြောင့်မကျွန်တော်တို့ကတက်မလို့နဲ့ပတ်စံရင်တချို့ကိစ္စတွေမှာတက်ကဆုတ်ပေးလိုက်ရတာရှိတယ်။အချို့ကိစ္စတွေကြတော့လေတက်ကနိုင်မင်မဲ့သတင်းမထုတ်ပြန်ရတာရှိတယ်။ပုံသဏ္ဍာန်အမျိုးမျိုးပေါ့နော်။ဒါတွေကိုကျွန်တော်တို့တို့ကမြန်မာနိုင်ငံသားတွေသိတဲ့နေသိတဲ့နေ။ဆိုတော့အဲ့တော့တချို့နေရာတွေမှာ ဟို personal ဘိုင်းရသွားမယ်ဒီဘက်စစ်စင်ရေးဘိုင်းနေမဟုတ်ဘူးဟာဒီဘက်မှာထားပါတော့ဗျာတကယ်ကိုဟိုတက်မတော်ရေလှုပ်ရှားမှုတွေဘိုင်းမဟုတ်ဘယ်နဲ့ personal ဘိုင်းရသွားမယ်ဆိုရင်တော့ဒီတက်မတော်ထဲမှာနေနေတာတွေကဟာတကယ်ကို ပြောရရင်ဘလို့ခေါ်မလဲမတရားသားတွေမတရားသားတွေနေနေတဲ့အတွက်ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လူတွေပါလာမှာပဲအဲ့လူတွေကိုစစ်ပုံသွင်းရတာဗောနော်စစ်တပ်တွေရောက်သွားတဲ့အတွက်စစ်တပ်ပုံစံသွင်းရတာနောက်တစ်ခုကဘာလဲဆိုတော့စစ်ပညာဆိုတာလူသက်တဲ့ပညာပဲစစ်ပညာဆိုတာလူသက်တဲ့ပညာဒါငင်းလို့ငင်းလို့မရအဲ့တော့ လူသက်တဲ့ပညာကိုသင်ယူထားတဲ့အဖွဲ့အစည်းအဲ့လိုပဲဟလာတိုက်ပွဲတွေမှာရွတ်ရွတ်တိုက်ပွဲရွတ်ရွတ်ချွတ်ချွတ်ဆိုတာဗျာပြောရရင်တော့ဒါကပြောရရင်ဟိုတကယ့်ကိုဟိုရဲစိတ်ရဲမှန်လို့ပါဟုတ်တာဒါပြောရရင်ဟိုတတ်တာဖြတ်တာတွေကိုကျွန်တော်တို့ကဟိုတင်စားပြီးတော့ခေါ်ဝေါ်တာပါနော်အဲ့တော့အဲ့လိုအဖွဲ့အစည်းအနေနဲ့ကသူတို့အဖွဲ့အစည်းပုံစံပဲကျင့်ပါပဲအဲ့တော့အဲ့လိုကျင့်တဲ့လူတွေကိုတက်တက်မတော်မှာရှိတဲ့ခေါင်းဆောင်တွေက ဒီတိုင်းကြီးလွတ်ထားလားဆိုတော့မဟုတ်ပါဘူးယမဟုတ်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့သိစေချင်သူတို့ရှိမှစီကန်းနေရှိတယ်စနစ်တွေရှိတယ်ခံယူချက်တွေရှိတယ်အဲ့ဒါတွေကတက်သေးရောက်တာ ਨੇ ဘယ်သူမောင်ပြူရဲ့သားသမီးအဖြစ်မောင်မဲရဲ့သားသမီးအဖြစ်ရောက်လာတာ ਨੇ အဲ့ဒါတွေကိုရိုက်သွင်းလိုက်တာအဲ့ဒီလိုအဖွဲ့အစည်းတစ်ခုဟာဘယ်တော့မှဗယံပဒါလဲလုံလို့မရသလိုဗယံပဒါလုံရင်လဲတေချာပေါက်အေးယူခံရတယ်အဲ့လိုလုံရင်လဲအဲ့ဒါစနစ်အရာလောက်တော်မူသူတို့တအူးချင်းစီရဲ့ အချင်းအရာလောက်တာအဲဒါကိုကျွန်တော်တို့ကသိဖို့လိုတယ်သိဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်ကတချို့ကိစ္စတွေကြားရင်မောင်ဖြူတယောက်မကောင်းလို့မောင်မဲတယောက်မကောင်းလို့တစ်ဖွဲတစ်စည်းလုံးကိုပတ်ပြောတာမရဘူးအဲ့လိုပဲတိုက်ပွဲတစ်ပွဲရှုံးလို့တက်မလို့ကြီးပျက်စီးနေပြီဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြောလို့မရဘူးပြောလို့မရဘူးဆိုတော့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကကျွန်တော်တို့ပြောတဲ့ဟာတွေဟာစီးလို့ပေါင်းလို့ပြောလို့မရဘူးစီလိုပေါင်းလို့ပြောလို့မရအောင်စီလိုပေါင်းလို့ပြောလို့မရအောင်ဆိုတော့စီလိုပေါင်းလို့ဖြစ်နေလို့လားတော့ကျွန်တော်တို့ကမေးရစီလိုပေါင်းလို့လည်းမဖြစ်ပါဘူးစီလိုပေါင်းလို့မဖြစ်လို့ပဲဒီလောက်အတိုက်အခိုက်တွေ ဖိအားတွေများတဲ့အချိန်အခါကြီးမှာတက်မတော်အနေနဲ့ဒီလိုစัญญံခံပြီးယက်တည်နိုင်တာဒါရှင်းရှင်းလေးပဲစัญญံခံယက်တည်နေတာဒါကြောင့်မလို့ကျွန်တော်တို့ကတက်မတော်နဲ့ပတ်သက်ရင်အဓိကအဖြစ်တကယ်ကိုအဆုံးအထိနိုင်ပြီးတော့ကျွန်တော်တို့ကပြောတာပေါ့နော်ပြောတာပေါ့ဟို